ဒါကကုလရှိချိန်မှာကျွန်တော်စာဝတ်သမားတွေမှာနူညံ့အေးဆက်ဆုံးဂိမ်းပေါင်းလေးပဲဖြစ်ပါတယ်။သူ့ကိုလှုပ်ဖို့လျှော့ဝှက်ချက်လေးတော့ရှိပါတယ်။ကျုပ်ငါးလုံးကိုအကာနဲ့အနှစ်ခွဲပြီးတော့ကျုပ်အကာကိုအေးခဲထားလိုက်ပါမယ်။ကျုပ်နှစ်ကိုတော့အချက်ချင်းတန်းမွေပြီးတော့ဒီလိုမျိုးပေါ့ပွားလေးနဲ့ဖြွေးလာတဲ့ဒီမွေပေးလိုက်ပါမယ်။သူ့ရဲ့ဟိုနွားနုံ90ဂရမ်ထည့်ပြီးတော့တစ်ချက်နှစ်ချက်မွေပေးလိုက်ပါမယ်။အဲ့နောက်မှာတော့ပြောင်းမူစီ40ဂရမ်ထည့်ပြီးတော့တစ်ချက်တစ်ချက်ထပ်မွေပေးလိုက်ပါမယ်။နောက်ဆုံးအနေနဲ့ကစီတဲ့နေတဲ့ဂျုံမုံ65ဂရမ်ထည့်ပြီး အမုံလေးတွေလွင့်ထွက်မသွားအောင်မှုေးပြီးပြီဆိုရင်တော့အရှင်လျှော်ပြီးတော့တစ်ချက်နှစ်ချက်ထပ်မှုေးလိုက်ပါမယ်။ L grade D အရသာအတွက်လက်ဖက်ချောင်းမုံ 2g ထပ်မှုေးပေးလိုက်မယ်ဆိုရင်အချင်းကုန်လူပင်မန်းသက်သာစီပြီးတော့ပေါပွားလေးနဲ့ချောမှုေးနေတဲ့ကျောက်မုံလေးကိုရပါပြီ။အေးခဲထားတဲ့ကျောက်အကာရဲတကြား 50g ကိုတစ်ချိန်နဲ့ဒါမှမဟုတ်အချင်းချင်းခွဲထည့်ပေးပြီးတော့အရှင်ပြင်းပြင်းနဲ့မှုေးပေးလိုက်ပါမယ်။အဲ့နောက်မှာတော့အရှင်လျှော်ပြီးတော့ဒီလိုယုံအားရှိတဲ့အနေထားရအောင်လို့ဝေပေးလိုက်ပါမယ်။နေရာဒီမှာကြက်ဥရိုက်မယ်ဆိုရင်တော့အဲကွန်ဖွင့်ထားရင်အကောင်းဆုံးပါ မဟုတ်ရင်တော့ကျဲဦးအကာကအလွဲတကူပြက်သွားနိုင်ပါ रे ဘာဖြစ်လို့လဲဆိုရင်တော့ကျဲဦးနှစ်ကိုဂျိုချင်းဖောက်ထားတာမလို့ကျဲဦးအကာခရင်နဲ့ရောမွေလိုက်တဲ့အခါအမြုံမထဖို့အရန်ခက်ခဲသွားစီနေပါ रे အဲဒီနောက်မှာတော့မုံနှစ်ကိုဘန်းနဲ့ထည့်ပြီးတော့ကြိုးပူပေးထားတဲ့အိုဗန်ထဲကိုအပူချိန်150ဒီဂရီနဲ့43မိနစ်မုံဖုတ်ပေးလိုက်ရင်ရပါပြီ။ကြိတ်သားအေးသွားတာကိုစောင့်နေတဲ့အချိန်မှာပဲခရင်စလုပ်ဖို့ပြင်ဆင်လိုက်ပါမယ်။ဝီပီခရင်200ဂရမ်ထဲကိုတကြား20ဂရမ်ထည့်ပြီးတော့ခတ်တောင်းတောင်းအနေထားရအောင်လို့မှုပေးလိုက်ပါမယ်။ ကိမုံအေးသွားပြီဆိုရင်တော့ cream စတုပ်လို့ရပါပြီအပေါ်အောက်ဘေးတောင်နှစ်ဖက်ကိုတော့တုပ်ပေးဖို့မလိုအပ်ပါဘူးဘေဘက်ရဲ့သုံးပုံတစ်ပုံနေရာလောက်မှာတော့ cream ပိုများများထည့်ပေးလိုက်ပါတယ်အပေါ်ကနေကြည့်ရင်တော့တောင်တောင်လိုမျိုးဖြစ်နေရပါပြီအဲ့နောက်မှာဒလိန်တုံးနဲ့စီစဉ်ဆက်ကိုလိတ်ပြီးတော့ဒီလိုမျိုးလေးအပေါ်အောက်ဖြီးပေးလိုက်ပါမယ်ပုံစံကြမကြောက်လို့လက်နဲ့ဆန်းကြည့်လို့ရပါတယ်ညာဘက်ကဒလိန်တုံးကိုကင်ထားတဲ့အချိန်မှာဘေဘက်ကကိတ်ကိုကင်ထားပြီးတော့အရှိကိုလိတ်ပေးလိုက်ပါမယ် ကြက်ကြက်လေးလေးပြီးတော့ရေခဲတက်တာတဲ့အသားကြောင်လို့အေးခဲထားလိုက်မယ်ဆိုရင်တော့ရပြီဖြစ်ပါတယ်။မလီခင်မှာဓာတ်ကိုဒရိုင်ယာနဲ့မှုပြီးတော့လှီးပြတဲ့နောက်မှာစက်ကူနဲ့ချားထားပေးလိုက်ပါမယ်။အဲ့လိုဆိုရင်တော့လှီးဖြတ်တဲ့အခါမှာအရန်ကိုလှပပါပါတယ်။နူးညံ့ပြီးတော့အီဆက်ချုံမွေးနေတဲ့ကိတ်လေးလေးကိုစားရတာတကယ်ကိုမှကျေနပ်ဖို့ကောင်းပါတယ်နော်။ မိုးချီကိုအပြင်မှာဝယ်စားရင်ဈေးကြီးကြီးပေးရပြီးတော့တကယ်တော့အိမ်မာရင်ရေတံဘူးခွန်သုံးပြီးတော့လုပ်လို့ရပါတယ်။နှုတ်ညံ့ဤဆက်အမြင်ဆွဲလို့ရပြီးတော့အေးမြချိုးမွေးနေလို့တကိုင်းလောက်ကိုက်လိုက်တာနဲ့အရန်ကိုရတာရှိလုံးပါတယ်။အရင်ဆုံးရေတံဘူးကိုနှစ်ပိုင်းပိုင်းပြီးတော့စလုံးထဲကိုနွားနို6ရက်၊တကြားတရက်၊ပြောင်းကုန်မုံ2ရက်၊ကောင်းညင်မုံ6ရက်ထည့်မွေးပေးလိုက်ပါမယ်။ဒီချိုးစားတိုင်းလှုပ်ထားတဲ့မိုးချီတွေကအေးခဲထားရင်တောင်မှမမာသွားတာမလို့ရောင်းတန်းလဲဝင်ပါတယ်။ ။ငွေပြီးတဲ့နောက်မှာမကြည်တာတွေကိုစကားနဲ့စစ်ထုတ်ပြီးသွားရင်တော့ plastic အပါစာနဲ့အုပ်ပြီးတော့မိနစ်40ပေါင်ပေးလိုက်ပါမယ်။တိတ်မပူတော့ဘူးဆိုရင်တော့ထောဘက်ကိုထည့်မွေပေးလိုက်ပါမယ်။မုံသားကိုဒီလိုမျိုးအပြင်းပြလှန်လှန်ဆွဲပြီးတော့သူ့ကိုရုံအားရှိအောင်လုပ်လိုက်ပါမယ်။အဲဒီနောက်မှာအရန်သုံးလို့ကောင်းတဲ့ handmade နွားနို့ရိုက်တန်လေးလုပ်ပါမယ်။အခုလိုမျိုးရာသီဥတုပူတဲ့အချိန်ဆိုရင်နွားနို့ရိုက်မဲ့ခွက်ကိုကြိုးပြီးတော့အေးခဲထားဖို့လိုအပ်ပါတယ်။အဲဒီနောက်မှာတော့ cream cheese ခொနည်းရဲထဲကိုတကြအဖုံးနှစ်ဖုံးထည့်ပြီးတော့စမွေပေးလိုက်ပါမယ်။ အခုလိုမျိုးနူးညံ့ချောမွေးတဲ့အနေအထားရောက်ရင်တော့ရပါပြီအဲ့နောက်မှာတော့ကောင်းကျင်းမုံကိုအပိုင်းလေးတွေပိုင်းပြီးတော့အပြားရအောင်လှိမ့်ပေးလိုက်ရင်တော့အစာထည့်လို့ရပြီဖြစ်ပါတယ်မုံပြားရဲ့အောက်မှာခွက်လေးတစ်ခုပေးလိုက်မယ်ဆိုရင်တော့ထွက်လာတဲ့မုံတွေကိုအကြီးအသေးတူစီနေပါတယ်ခရီးမကိုအောက်ကခံပြီးတော့အလဲမှာချောကလက်ဘီစကိတ်အကြီးတရက်သီးလက်ဖက်စိမ်းနိုးဂျယ်လီချယ်ရီယိုထည့်ပေးလိုက်ပါမယ်အဲ့နောက်မှာအပေါ်ကနေခရင်ထပ်အုပ်ပြီးတော့သူ့ကိုထုတ်ပေးလိုက်ပါမယ်။ပုံနေတဲ့အပိုင်းကိုညှက်ထုတ်လိုက်မယ်ဆိုရင်တော့လုံလုံဝိုင်းဝိုင်းနဲ့မိုချီလေးရရပြီဖြစ်ပါတယ်။ ခဏခဏအေးခဲပြီးမှစရင်တော့ပိုရတာရှိပါတယ်။တကယ်လို့လူချင်းမင်းတို့အိမ်မှာအိုဗန်ရှိတယ်ဆိုရင်ဒီလိုအရသာရှိတာလေးလှူစားကြည့်ကြပါနော်။စလုံးနဲ့ထမင်းတပကံဟော့ဒေါ့နှုတ်နှုတ်စင်မုံလာဥနီနှုတ်နှုတ်စင်နန်နမင်းအသားမြင်ရေညှိကြောက် cheese စားနဲ့မယောနီးစ်ထည့်ပြီးတော့တမအောင်စုပ်နေပေးလိုက်ပါမယ်။အဲ့ဒီနောက်မှာတော့ထမင်းလက်စုပ်စာယူပြီးတော့အလဲကားနေ cheese ထည့်ထုတ်ပေးလိုက်ပါမယ်။ပြီးရင်တော့ကိုနှစ်တက်တဲ့ပုံစံရအောင်ဖြည့်ပြီးတော့ရေညှိရွက်ကပ်ပေးလိုက်ပါမယ်။ ဘာဘီကျူးဆော့ဆက်ဖို့ပြန်ကမြရဲ့အကျဲနှစ်စွန်းခရူးစီနှစ်စွန်းခရမ်းညင်ဒီဆော့တစ်စွန်းပြားရည်တစ်စွန်းထည့်မွေပေးလိုက်ပါမယ်။ရလာတဲ့ဆော့ကိုသမင်းစုပ်တွေပေါ်တမအောင်တုပ်ပေးလိုက်ပြီးတော့နှမ်းနှဲငယ်ဖြူပေးလိုက်ပါမယ်။အဲ့နောက်မှာတော့အိုဗန်နဲ့အပူချိန်180ဒီဂရီနဲ့15မိနစ်ထည့်ကင်ပြီးတော့ကြားထဲမှာအထက်အောက်လှန်ပေးလိုက်ရင်တော့အရန်ကိုရလာရှိပြီးတော့တကိုက်ကြိုက်တာနဲ့ပေါက်ထွက်သွားတဲ့သမင်းစုပ်กินလေးရပါပြီ။အပေါ်ရန်ကျွတ်ကျွလေးနဲ့အတွင်းသားကနူးညံ့ပြီးတော့အမြင်မှာဆွဲလို့ရလို့တစ်ချိန်နဲ့3ခုလောက်စားနိုင်ပါပါ။ ပန်းနီးနှလုံးကိုခွန်ခွာပြီးတော့အတုံးလေးတွေတုံးပေးထားလိုက်ပါမယ်။အိုးထဲကိုထောဘက်ကိုပြောင်းအောင်ပူပေးပြီးတော့ပန်းနီးတွေကိုလောင်းထည့်ထားလိုက်ပါမယ်။သူ့ကိုတမအောင်မွေကြော်ပေးနေကြားထဲမှာတကြားခဲတချို့ထည့်ပြီးတော့မွေကြော်ပေးလိုက်ပါမယ်။နောက်ဆုံးအနေနဲ့ကော်ရီဆန်းပြီးတော့အနှစ်ပြောင်းတီးပေးလိုက်မယ်ဆိုရင်တော့တတိယနဲ့အတင်းပြတ်နေတဲ့ပန်းနီးနှစ်ကိုရပြီဖြစ်ပါတယ်။အထရက်အခွန်လေးကိုစီချိန်ဆက်ကူနဲ့အုပ်ပြီးတော့ပြားနေအောင်ဖိလှိမ်ပေးထားလိုက်ပါမယ်။ဒီမုံများကိုမုံသားအခွန်ဖြစ်သုံးပြီးတော့အေးခဲထားတဲ့ပန်းသေးနှစ်တွေကိုထည့်လိုက်ပါမယ်။ address အကောင့်ကိုထပ်ဖြည့်ပြီးတော့အမြောင်းလေးတွေရအောင်လို့ဖြတ်ပြီးသွားရင်တော့မုံများပေါ်ကနေရက်ပေးလိုက်ပါမယ်။အဲဒီနောက်မှာအပေါ်ရံကိုကြက်ဥကြီးတစ်ထပ်တုပ်ပြီးတော့ oven နဲ့အမြန်ထည့်လိုက်ပါမယ်။သူ့ကိုအပူချိန်180 degree နဲ့15မိနစ်ကင်ပြီးရင်တော့အပူချိန်60 degree ပြောင်းပြီးတော့မိနစ်20ထပ်ကင်ပေးလိုက်ပါမယ်။မွေးပြန့်ကြွရတဲ့မုံအကုံကိုနူးညံ့ဤဆက်တဲ့ပန်းဒီအနှစ်နဲ့ရောဆက်လိုက်တော့ပန်းဒီနဲ့လုတ်တဲ့မုံတွေထဲမှာအရသာအရှိဆုံးပဲဖြစ်ပါရည်။ဝက်မိုးခိုသား1 kg ကိုကြိတ်ဆက်ထည့်ပြီးတော့ ၊သူရဲကိုစား၄ဂရမ်၊ဘဲငံမြာကြီး20ဂရမ်၊မဆလာ2ဂရမ်၊အရက်ဖြူ10ဂရမ်၊တဘာဝအယောင်တင်မုတ်10ဂရမ်၊ကော်မုတ်15ဂရမ်၊မြုပ်ကောင်းအမဲ4ဂရမ်၊တကြား65ဂရမ်၊နှမ်းစီ6ဂရမ်ထည့်ပြီးတော့သမအောင်မှွေပေးလိုက်ပါမယ်။အသားတစ်ဝက်ကိုစီစဉ်ဆက်ကူပေါ်တင်ပြီးတော့သူ့ကိုအသားခပ်ပါပါဖြစ်အောင်လို့လှိမ့်ပေးထားလိုက်ပါမယ်။3မီလီရွယ်ထူလောက်ရပြီဆိုရင်တော့ အပေါ်အောက်နှစ်ကန်လုံးတပြိုင်တည်းထည့်ကင်ပေးလိုက်ပါမယ်။ဒီလိုဆိုရင်တော့အချိန်ကုန်လူပင်မန်းတက်တာစီပါရီ။ ကြားထဲမှာအပေါ်အောက်နှစ်ချိန်လန်ပြီးတော့ပြားရည်တုတ်ပေးပြီးရင်တော့နှံဖြူပေးလိုက်ပါမယ်။ကင်ပြီးအပြားလေးတွေဖျက်အောင်လှိပြီးတဲ့နောက်ဘူးထဲထည့်သိမ်းထားလိုက်ပါမယ်။ရေခဲတစ်ထားရဲထည့်ပြီးတော့ဖြည်းဖြည်းချင်းစားမယ်ဆိုရင်တော့ဗိုက်စာတဲ့အချိန်စားဖို့အရသာရှိပြီးတော့ဘာဝင်ထုတ်ဝင်ပုံမှာမဖြစ်စေတဲ့တရေစာမုံကလေးရလာပြီးဖြစ်ပါတယ်။ ဒီလို grapefruit သားကိုတရက်ဖြော်ရည်တပူကိုဖြော်ရည်ကြိုင်နေမှာဆိုရင်တော့ဈေးကြီးကြီးပေးဝယ်တော့ရလေးရှိပါတယ်။တကယ်တော့အိမ်မှာကိုရိုင်းလောက်ရင်ဘလောက်မှမကုန်မင်းနဲ့အများကြီးလောက်တော့လို့ရတဲ့အပြင်တလက်စားတဲ့ကယ်လိုရီနည်းတဲ့တရက်သီးရေခဲမုန်းတောင်မှလှူရှားလို့ရအောင်မှာဖြစ်ပါတယ်။ဒါအပြင်လောရတာကလည်းအရန်လွယ်ပါတယ်။ကျေရှိရာမီလီကိုစူအောင်တည်ပြီးရင်တာကူစိ 80g ထည့်ပြီး15မိနစ်ကြိုပေးလိုက်မယ်ဆိုရင်တော့ဒီလိုမျက်ဖြူစံလေးကြံတဲ့အနေအထားရရှိလာပါလိမ့်မယ်။ဒီလိုအချိန်မှာမီးပိတ်ပြီးတော့15မိနစ်လောက်အဖုံဖုံနှက်ထားပေးလိုက်ရင်တော့ရပြီဖြစ်ပါတယ်။ ကြိုပြီးတဲ့နောက်ရေအေးတဲ့ထည့်တယ်ပြီးတော့စိန်ထားပေးလိုက်ပါမယ်။တရက်တီကိုတော့ထိုင်ဝမ်တရက်တီရွေးချယ်ထားမယ်ဆိုရင်တော့တရက်တီနံပိုးမွေးပြီးတော့ဈေးလဲတက်တာပါလိမ့်။ကျိတ်ဆက်တဲ့တရက်တီ250 gram နဲ့ဒင်ဂျင်400 gram ထည့်ပြီးတော့တရက်တီနို့ဖြစ်အောင်ကျိတ်ပေးလိုက်ပါမယ်။ချိုချိုချင်းချင်းနဲ့ grapefruit ဒီတလုံးကိုကြိုတင်ပြင်ဆင်ပြီးအရသာပိုးရှိအောင်လုပ်လိုက်ပါမယ်။အသားတွေခွာယူပြီးရင်တော့စပြင်ဆင်လိုက်လို့ရပါပြီ။အရင်ဆုံးအနေနဲ့တရက်တီတုံးကိုအောက်ကထည့်ပြီးတော့အဲဒီနောက်မှာတော့ grapefruit ဒီနဲ့ပြောင်းမှုဈေးကိုထပ်ထည့်လိုက်ပါမယ်။ သူရဲပါဝင်ပစ္စည်းတွေမြုပ်အောင်နွားနှုံးနဲ့အခုနာကကြိတ်ထားတဲ့တရက်သီးနှုတ်ကြီးဖြည့်ပေးလိုက်ပါမယ်။တရားမထည့်ထားပေမဲ့အချိုရသာအနေနဲ့တော်ပဲမို့အရန်ကိုတောက်လို့ကောင်းပါတယ်။ကြံသေးတဲ့တရက်သီးတွေကိုတော့ကယ်လိုရီနည်းတဲ့တရက်သီးရေခဲမုံလေးရအောင်လုပ်ပါဖြစ်ပါတယ်။ဒီနေ့နေရာဒီမှာရေခဲကြောင်စားသူ့ကိုစားထိုးလို့စားကြည့်ကြနော်။ရေခဲထားတဲ့တရက်သီး Passion Fruit နဲ့ငပြောသီးတဲ့ဒိန်ချင်ထည့်ပြီးကြိတ်ပေးလိုက်ပါမယ်။ဒီလိုမျိုးနူးညံ့ချောမွေးတဲ့အနေထားရအောင်လို့ကြိတ်ပေးလိုက်မယ်ဆိုရင်တော့ရပြီဖြစ်ပါတယ်။ ဒီလိုမျိုးရှားတက်တာလေးနဲ့ပါဇက်ထဲရောက်သွားတာနဲ့ပျော်ဝင်သွားတဲ့အရာတာကတိတ်ကောမှကောင်းလွန်ပါရနော်အေးမြလန်းဆန်းပြီးတော့ဘာဝင်တော့ဝင်ပေါ်မှာမဖြစ်စေလို့တရတိကြိုက်တဲ့သူတွေဆိုရင်တော့အမြန်လှုပ်ရှားကြည့်လိုက်တော့နော်အပြင်မှာဈေးကြီးပေးဝယ်စားတဲ့နှင်းစီလန်းချီပင်ဖိန်းကိုတကယ်တော့အိမ်မှာဈေးတက်တက်တတာနဲ့အဝလှုပ်ရှားလို့ရပါတယ်အေးမြမြလေးနဲ့ကယ်လိုရီလည်းနည်းပြီးလှုပ်တတ်သွားရင်တော့ဆိုင်မှာဖွင့်စားလို့ရပြီနော်လန်းချီသီးကိုအရင်ခွန်ခွာပြီးတော့အိမ်နောက်မှာအစေးထုတ်ပေးလိုက်ပါမယ် ိုရဲကိုလိုင်ချီသည့်အသား250ဂရမ်၊ရေလီတာဝက်တကြား25ဂရမ်ထည့်ပြီးလိုင်ချီသည့်အချိုရရအောင်ကြိုပေးလိုက်ပါမယ်။အဲဒီနောက်မှာသူ့ကိုရေခဲတစ်တာတွေအေးခံထားပေးလိုက်ပါမယ်။ရေတလီတာထဲမှာနှင်းစီပန်းကြောက်ထည့်ကြိုပေးပြီးသွားရင်တော့အဖတ်တွေကိုဆဲထုတ်လိုက်ပါမယ်။ဒီနေရာမှာကျွန်တော်ကတော့ပင်ဖိမုံစာ၊ဂျယ်လီမုံကိုစားထုတ်အသုံးပြုပါမယ်။ဂျယ်လီမုံ35ဂရမ်နဲ့တကြား30ဂရမ်ထည့်ကြိုပေးလိုက်ပါမယ်။ဒီလိုမျိုးကြိုလိုက်ုံနဲ့ရလာတဲ့အချိုပွဲမျိုးတော့အပြင်းထူတဲ့လူတွေအနေနဲ့လှူစားကြည့်တင်ပါရနော်။ ဂျယ်လီကခဲပြီးတော့အသားကျသွားပြီဆိုရင်တော့စတင်ပြင်ဆင်ပါမယ်။လိုင်ချီသည့်အချိုကြီးတစ်စုံကိုအောက်ကထည့်ပြီးရင်တော့နှင်းစီပန်းပင်ဖိန်ဂျယ်လီအပြစ်ဖြည့်ထားပေးလိုက်ပါမယ်။အပေါ်မှာတော့လိုင်ချီသည့်လက်လက်ဆက်ဆက်နဲ့ကိုနှစ်သက်တဲ့ add on ထည့်ပေးလိုက်မယ်ဆိုရင်အေးမြလန်းဆန်းတဲ့နှင်းစီလိုင်ချီပင်ဖိန်ဂျယ်လီကိုရရှိပြီးဖြစ်ပါရည်။ဒါကလိုင်ချီသည့်ကိုအရသာရှိဆုံးဖြစ်စေတဲ့လုံနည်းလေးဖြစ်ပြီးတော့တကိုက်ကိုက်လိုက်တာနဲ့ချိုးမွေးနေမှာမလို့အမြန်လိုက်လှစားကြည့်လိုက်တော့နော်။